မလို့အဆင့်3ကိုရောက်ပြီပေါ့နော်အဆင့်3ကိုရောက်ပြီဆိုရင်ကျမတို့အဲဒီ download installation ဆိုတာကကျမတို့ဒီ license ဘယ်လိုတင်ရမလဲဆိုရဲအာစာသားရေးနဲ့ရေးပေးထားရှိပါတယ်ဒါကို download ဆွဲပြီးဝင်လေးလာရဲရတယ်ပေါ့နော်အဲဒီဥစားတော့ခုကျမတို့ခုတွင်ကုန် license ထောက်ခံချက်ရှောင်းမဲ့ excel template ကိုဆွဲပြီးရပါမယ် စဆွဲလို့ရှင်ဒီလိုလေးကြာလာရပါတော့เนาะကျွန်မတို့ရှိနှစ်ခုရှိနှစ်ခုပါပါတယ်ပထမရှိရတော့ကျွန်မတို့ HS scope ပေါ့เนาะအဲကိုအမိုးဆီရပေးထားတဲ့ဒီနောက်ဆုံး list ပေါ့เนาะကို9000ကျော်ပါတယ်ပေါ့เนาะအဲ့ထဲဟိုမှာကိုအသုံးပြုမဲ့ input item အဲနေရ HS scope ကိုအသုံးပြုလို့ရတယ်လို့ဒီအဲကျွန်မတို့ကတော့ကို example ပြမှာတော့စက်ယုံနေအများဆုံးအသုံးပြုတဲ့ HS scope နဲ့ပြပေးမယ်ပေါ့เนาะ ဟိုဆိုရင်ကျမတို့ဒီမှာဆိုရင်အဲကျမကူဒီမှာတခုပြောချင်တာကဒီ HS Ghost ဒီမှာခေပွင့်လေးတွေပါတယ်ပေါ့နော်အဲခေပွင့်လေးတွေပါတာကမဖြစ်မနေကိုဖြည့်ပေးရပါတယ်ဒီမှာခေပွင့်လေးပါပါတယ်အဲခေပွင့်ပါတဲ့အကွက်ကလေးတွေကမဖြစ်မနေဖြည့်ပေးရပါတယ်တကယ်လို့မှအဲအကွက်တွေကိုခေပွင့်ပါတဲ့အကွက်တွေကိုမဖြည့်ခဲ့လို့ရှိရင် exit တွဲလို့မရပါဘူး error တက်တက်ပါတယ်ပေါ့နော်ဒီမှာဆိုရင်ကျမစပြီးတော့ဒီဖြည့်တဲ့ပုံစံပြပါမယ်ဒီမှာဆို HS Ghost ဖြည့်မယ် HS scope ကတော့ကျွန်မတို့ဒီမှာ HS scope ကို space တွေဘာတွေချားမိရင်လည်းမရပါဘူးပေါ့နော်အဲ space ချားမိလို့ရှိရင် online ဒီ exit တွေ့တဲ့အခါမှာ error တက်တက်ပါတယ်အဲကျွန်မတို့ဒီမှာ input နမူနာဖောက်ထားပါတော့ဒါကျွန်မတို့ဒီနမူနာဖောက်ထားတဲ့ထဲကနေပြီးတော့ဒီစက်ရုံဆိုရင်လည်းဒါကို input ဖောက်ထားတာရှိတယ်အဲ input ဖောက်ထားတာကိုမှအာ copy ချလို့ရတယ်ပေါ့နော်ဒီမှာဆိုကျွန်မတို့ input item နဲ့ copy ချမယ် ဒီမှာဆိုရင် HS code description နဲ့ input item မှာဖြည့်ရ input item မှာဖြည့်ရမယ်အကွက်ကတူနေရမယ်အဲ input item အောက်မှာလည်းဒီ input item ဒီကုန်ကျန်းရဲ့နာမည်လေးထည့်ပေးရမယ်အဲ HS code description အောက်မှာလည်းကျွန်မတို့ကုန်ကျန်း name တွေထည့်ပေးရမယ်ပေါ့နော်အဲ့နေရာတူနေရမယ်ဒီမှာဆိုတော့ main unit main unit တွေ invoice တက္ကသိုလ်တွေကိုအတက်နိုင်ဆုံး copy ဒီ invoice ကနေ copy မကူးစေချင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့မှာလဲ speed တွေချမီလို့ရှိရင် တွဲတဲ့အခါမှာ error တက်တက်ပါတယ်။အကြောင်းမလို့အတက်နိုင်ဆုံး speed copy မကူးဘဲနဲ့ဒီကနေပြီး online အနေနဲ့ရွေးစေချင်ပါတယ်။တုံးပြမဲ့ item 2နေဆိုရင်တော့ဆွဲချလို့ရပါတယ် ီမှာဆိုရင်ကျမတို့ရ unit က၄ခုပဲအသုံးပြုခွင့်ရှိပါတယ် kg meter u 2u unit ပေါ့နော် unit ၄ခုပဲအသုံးခွင့်ရှိပါတယ် import and category ကတော့ကျမတို့ကအဲတူတယ်ကျမတို့ကမရိုက်စေချင်ဘူးပေါ့နော်အဓိကကတော့ရွေးစေချင်တယ်ဒီမှာ down a လို့ key တွေပါလို့ရှိရင်ဒါကဒီ online အနေရွေးပေးဖို့ အတိတ်ကရွေးပေးစေချင်တာပေါ့နော်ဒီမှာဆိုရင်ကျမတို့က main favorite လား line နဲ့ accessory လားအားသားလားပေါ့နော်အဲ့မှာကျမတို့အဲ့လေးခုပေးထားတယ်အဲ့လေးတက်ဆိုင်တဲ့ဥစ္စာကိုဖြစ်ပြန်ပေါ့နော်ဒါဆိုရင်ကျမကတရားခိုင်နှုန်းကော်တွင်ကို main နဲ့ထားထားတယ်အဲ့တန်းနှစ်ချောင်းဖြစ်တဲ့အတွက်မျိုးတရားခိုင်နှုန်း polyester ကိုလည်းကျမ main နဲ့ထားထားတယ်တဲ့နေရာတွေအရောကျမ accessory ဖြစ်တယ် အဲ့မှာကျွန်မတခုပြောချင်တာကဒီမှာ non woven interlining ဆိုရင်ကျွန်မတို့က interlining နေဆိုရင်လည်းအမျိုးအစားခွဲပေးရပါတယ်အဲ non woven interliner woven interliner ဆိုတာအမျိုးအစားခွဲပေးရတယ်အပြီးလို့ရှိရင် label label ဆိုရင်လည်းကျွန်မတို့ကအမျိုးအစားခွဲပေးရတယ် main label လား carry label လားပေါ့နော်စသဖြင့်အများကြီးရှိတယ် label တစ်လုံးနဲ့မရပါဘူးအဲဆိုလို့ချက်ကြပါတယ်အပြီးလို့ရှိရင်ဒီမှာတော့ကျွန်မ example မှာတော့တိတ်မပါထားဘူးပေါ့နော်တိတ်ဆိုရင်လည်းကျွန်မတို့အမျိုးအစားခွဲပေးရပါတယ်အဲ cartoon တိတ်လားဗာတိတ်လားဆိုတာအမျိုးအစားခွဲပေးရတိတ်တစ်လုံးနဲ့မရပါဘူးပေါ့နော် ဒီမှာကျမပြောတယ်ဆောင်းနေတော့ပြောတယ်ဒီမှာဆိုရင်ခေပွင့်မပါတဲ့အတွက်ကျမကဒီအကွက်ကိုမလိုတဲ့အတွက်မဖြည့်ခဲ့ပါဘူးမဖြည့်တဲ့အကွက်မှာအဲဒီလိုမျိုး dash တွေအဲဘာတွေမခံစေချင်ဘူးပေါ့နော်ခံလို့လည်းမရပါဘူးခံလို့ရှိရင်သူက error တက်တက်ပါတယ် unit price unit price ကကျမတို့ in point မှာ unit price ဖောက်ထားတာရှိတယ်အဲ့ဒါကိုလည်းကျမတို့ copy ကူးပါမယ် ကွက်နဲ့ဒီကိုလည်းကျွန်မ copy ကုမယ်ပေါ့နော်အဲ့နေရာမှာဆက်ရုံတွေတော်တော်များများ error တက်တက်ပါတယ်ဒီ invoice မှာကကျွန်မတို့ကပြီးလို့ရှိရင် PDF ဖတ်လိုက်လို့ရှိရင်အဲသူမှာ formula ချိန်ထားလဲ PDF ဖတ်လိုက်လို့ရှိရင်ဘာမှမဖြစ်သွားဘူးပေါ့နော်ဒီမှာ formula လေးပါနေနေဘာမှမဖြစ်သွားဘူးဒီမှာတော်တော်များများကဒီကနေ invoice ကူတာကကူလိုက်တာဖြစ်တဲ့အတွက် formula ကြီးချိန်ထားလို့ရှိရင်တတိမထားမိပဲနဲ့ formula ရဲ့ဒီဘက်ကိုဝင်တက် ဒီကျမတို့ online exam မှာဝင်တတ်တယ်ပေါ့နော်အဲ့အတွက်ဒီမှာဆိုရင်ကျမကို exam ပဲပြတာဆိုရင် formula မချိတ်ထားပါဘူးဒီမှာဆိုရင်အကယ်၍ဒီ unit price နဲ့ quantity နေရာမှာ formula လေးဝင်နေတယ်ဆိုရင်တော့ exam ကလုံးဝတွဲလို့မရပါဘူး error တက်ပါတယ်ကျမတို့ formula တစ်ခုချိတ်ခွင့်ပေးထားပါတယ် total price မှာတော့ကျမတို့ formula ချိတ်ခွင့်ပေးထားတယ် ါဆိုရင်ကျမတို့ total price မှာတော့ formula ချိတ်ခွင့်ပေးတယ်ပေါ့နော်ကျမတို့ formula နဲ့တွင်မယ်မတော်ဒီမှာပဲ formula ချိတ်ခွင့်ပေးထားတာပေါ့เนาะဒီ unit price နဲ့ quantity နေရာမှာတော့ formula လုံးဝထည့်လို့မရပါဘူးထည့်လို့ရှင်အဲ online မှာ error တက်တက်ပါတယ် ဒီမှာဆိုရင်ကျမဒီမှာခေပွင့်နေမှာပါတဲ့အတွက်မလို့အမလို့အဲ့လို့မလို့ကျမထားခဲ့ပါမယ်ဒီဘက်လည်းမဖြည့်ပါဘူးဒီဘက်မှာဒီဘက်မှာじゃခေပွင့်မပါပဲမဲ့လေဒီဟာတော့ဖြည့်ကိုဖြည့်ပြရပါတယ်ဒါကပါလဲဆိုရင်ကျမတို့ရှေ့မှာအဲဒီ expo item နှစ်ချောင်းလို့ရွေးခဲ့တဲ့အတွက်သူကနှစ်ချောင်းချပေးထားတာပါအဲ့တော့ကျမဒီဟာတော့ခေပွင့်အဲချွင်းချက်ပေါ့နော်ခေပွင့်မပါလဲဖြည့်ပြရမယ်ဒီ၃ခွက်ကတော့ခေပွင့်မပါလဲဖြည့်ပြရမယ် ကွန်ဆက်ရှင်ယူနစ်ကွန်ဆက်ရှင်ဒီဒီယူနစ်ကတော့အဲဒီမှာလည်းရွေးလို့ရတယ်လို့ကျမတို့ဒီဒီမှာလည်းရွေးလို့ရကျမတို့ main unit ပေါ့နော် main unit မှာကအဲကျမတို့ရွေးပြီးသားဖြစ်တဲ့အတွက်ဒီကနေပြီးတော့ကျမတို့ copy ယူလိုက်ပါမယ်အဲ့မှာကျမတို့ခုပြောချင်တာက copy ယူလိုက် copy ယူလိုက်တာဖြစ်တဲ့အတွက် copy ယူလိုက်တာဖြစ်တဲ့အတွက်ကျမတို့ဒီမှာကအဲအဲ thread ပေါ့နော် thread က main unit ကတော့ unit မှန်တယ်ကျမတို့ဒီ conversation unit မှာじゃအဲကျမတို့က unit သုံးတွက်ပြလို့မရပါဘူးမီတာနဲ့ပြပေးရပါမယ်ပေါ့နော်ဒီမှာမီတာကျမတို့ပြန်ပြောင်းရမယ်အဲ့လိုပြန်ပြောင်းမယ့်နေရာတော့ကျမတို့ဒီတတိပြန်ထားရမယ်ပေါ့နော်အဲ့မှာ အဲပြန်ပြောင်းမယ်နေရတယ်ဗါလေးရှိတယ်ဆိုရင်ဒီမှာတော့ကျမကတိတ်မပါတဲ့အတွက်မလို့တိတ်ကတော့မပါဘူးပေါ့နော်အဲ threat တွေဟာမျိုးဆိုရင်ကွန်ဆက်ရှိ unit မှာပြောင်းပေးရမယ်အဲတိတ်လိုဟာမျိုးဆိုရင်လည်းပြောင်းပေးရမယ်အဲပြောချင်တာကတော့ဒီ u နဲ့ဝင်ပြီးတော့ကျမတို့ကွန်ဆက်ရှင်မှာမီတာနဲ့3နဲ့အရာဝတ္ထုတွေမှန်တယ်များဆိုရင်အဲကျမတို့ဒီကွန်ဆက်ရှင် unit မှာပြောင်းပေးရမယ်ပေါ့နော်ဂျန်နဲ့ favorite တွေဂျန်နဲ့ accessory တွေကတော့ပြောင်းပေးစရာမလိုပါဘူးဒီတိုင်းပဲပေါ့နော် ဒါပေမဲ့ကျမတို့ reject ကြရင်ဘယ်လိုပြင်ရမလဲဆိုတာသိအောင်လို့မို့ကျမဒီနားလေးကိုတော့အမအနေနဲ့ပြပေးထားမယ်ပေါ့နော်ဒီနေရာကတော့ယူလုံးဝမထည့်ရပါဘူးဒီနားမီတာပဲထည့်ရမယ်ဒါပေမဲ့ကျမက reject ကြရင်ဘယ်လိုပြန်ပြင်ရမလဲဆိုတာကိုဟိုထပ်ပြီးပြောဦးမှာမလို့ဒီနားလေးကိုကျမအမလေးဟိုထည့်ခဲ့ပြီးမှာပေါ့နော်ဒီမှာဆိုတော့ကျမကတရားတော့ကျမတို့အင်ကြီးတထဲကို quinsetship ဘလောက်ကုန်မလဲဆိုတာကိုထည့်ပြရတော့မလဲဒီမှာဆိုရင် ဒီ man check ကမှဘလောက်ကုန်မလဲ lady check ကမှဘလောက်ကုန်မလဲဆိုတော့ကျွန်တော်တို့ထည့်ပေးရမယ်ပေါ့နော်ဒါကတော့ quotation ဖြစ်သွားပြီပေါ့နော် ါကျမတို့ example ပေါ့နော် example ဖိုင်ဖြစ်တဲ့အတွက်မလို့ဒီတကယ်တွင်းကုန်လိုင်းစထောက်ခံချက်လျှောက်တဲ့ license ဖိုင်ဆိုရင်တော့တေချာလေးဒီအမှန်ကန်တွက်ပြရမယ်ပေါ့နော် concession unit ဒီ concession နဲ့တွက်တဲ့အခါမှာမှားရင်လည်း reject ကြတယ်ပေါ့နော် ဒီမှာဆိုရင်ကျမကဒီတရားရာခိုင်နှုန်းကော်တွဲမှာဆိုရင်ကျမကမန်းချက်ကတ်မှာတရားခိုင်နှုန်းကော်တွဲမှာမန်းချက်ကတ်မှာသုံးတယ်တရားခိုင်နှုန်းပိုလီယက်စတာကိုတော့ကျမကလေဒီချက်ကတ်မှာသုံးမယ်ပေါ့နော်အဲ့အတွက်ဒီပထမမန်းချက်ကတ်မှာတရားခိုင်နှုန်း ကော်တွင်သုံးပြီးတာဖြစ်တဲ့အတွက်ကျမတို့ဒီမှာ lady jacket မှာတရားခိုင်တော့ကော်တွင်မသုံးတော့ပါဘူးမသုံးတာဖြစ်တဲ့အတွက်မို့ကျမတို့ခရီးဘွင့်နေ dash တွေခံစရာမလိုပါဘူးပေါ့နော်ဒီနေရာမှာဒီတိုင်းပဲဘာမှမသုံးရင်ရမ်းမဲ့ blend ထားခဲ့ပေးပါကျမတို့ဒုတိယအကြောင်းမှာတရားခိုင်တော့တရားခိုင်တော့ဒီကော်တွင်မှာဆို polyester မှာဆိုတော့ကျမတို့ဒီမှာသုံးတရားခိုင်တော့ polyester မှာဆိုရင်တော့ကျမ lady jacket မှာသုံးပါမယ် ဆိုရင် non open interlining ဆိုရင်တော့ကျမကဒီ item တန်းကိုသုံးမယ်ပေါ့နော် non open interlining တွက်လို့စနစ်လို့ဆိုကျမ item တန်းမှာသုံးမှာဖြစ်တဲ့အတွက် copy ချလိုက်ပါမယ်ဒါက item တန်းမှာသုံးမှာမလို့ကျမ copy ချတာပါ item တန်းမှာမသုံးဘူးဆိုရင်တော့မသုံးနဲ့အဲဒီ style မှာပေါ့နော်မသုံးတဲ့ style မှာဆိုရင်ကျမတို့ဒီလိုမျိုးလေး blend နေထားခဲ့ပေးပါအတူနေရာကိုဟို dash တွေခေးပွင့်နေသွားပြီးတော့မမလုပ်ပေးပါနဲ့ပေါ့နော်ဒါမှမဟုတ် error တက်တက်ပါတယ်ပေါ့နော် နောက်ဆုံးကျန်တာကျွန်မတို့ user ပေါ့နော် user ကတော့ကျွန်မတို့မြန်မာလိုဟိုကိုအသုံးပြုမဲ့နေရာကိုရေးပြရမယ်အဥပမာစနက်ဆိုရင်ကျွန်မတို့ကျဲသေးပေါ့နော်ကျဲသေးရောက်တည်ရဲ့ဒီမဲ့အိမ် jacket မှာသုံးမဲ့ကျဲသေး jacket ရှေ့မှာသုံးမဲ့ကျဲသေးပေါ့နော်အဲ့လိုမျိုးစသည်ဖြင့်အသေးရေးပြရမယ်ပေါ့နော်ဒါကျွန်မတို့နမူနာဖြစ်တဲ့အတွက်အဲမရေးတော့ပါဘူးပေါ့နော် ဒီ threat မှာဆိုရင်တော့ကျမတို့ဒီတကုံးမှာပေါ့နော်တလုံးမှာဘယ်လောက်မီတာပါလဲဆိုတာတော့မြန်မာလူရဲ့ဘေးမှာပေါ်ပြရမယ်အဥပမာ1 u 1 u equal to 9000 meter 9000 meter အားတော်မီတာဆိုရင်9000မီတာပေါ့နော်ကိုရဲ့ အချီမှာပါတဲ့မီတာကိုဖော်ပြရမယ်3000ဆိုရင်3000မီတာဖော်ပြရမယ်နော်ဒီ user page မှာဒါတော့မဖြစ်မနေဖော်ပြရပါလေကိုပါပါဝင်တဲ့အချီလုံးပေါ်မှာပါဝင်တဲ့မီတာကိုဖော်ပြရပါတော့အဲ့မှာမဖော်လို့ရှင်နေကျမတို့ reject ကြရတယ်ပေါ့နော်ဒီအချီနဲ့တူတာဆိုတော့တိတ်ပေါ့နော်တိတ်ကတော့ဒီမှာကျမတို့ဒီမှာမဖော်ထားလို့မလို့ပေါ့နော်ဒီမှာဆိုရင်အဲတိတ်တိတ်ဆိုရင်လည်းကျမတို့ဒီမြန်မာမြန်မာလူရဲ့ဘေးမှာတိတ်တစ်ခွေမှာဘယ်လောက်မီတာပါလဲဆိုတာကိုဖော်ပြရမယ်1 u equal to ဘယ်လောက်မီတာဆိုတာဖော်ပြရမယ် ဒါဆိုရင်ကျမတို့ပြန်စစ်ကြည့်လို့ရတယ်ပေါ့နော်အဲခရီးပွင့်ပါလဲအကွက်တွေမှာကျမဘယ်နေရာလေးမှာမဖြည့်တာကြံခဲ့လေးရယ်ဆိုတော့ပြန်စစ်ကြည့်ပေးမယ်ဆိုအကုန်ပြီးပြီပေါ့နော်အကုန်ပြီးရင်ကျမတို့ကဒီမှာဆိုစေးထားရမယ်ပေါ့နော် ါဆိုရင်ကျမတို့ကကွန်ဆက်ရှင် ratio ပေါ့နော်ကွန်ဆက်ရှင် exit ကျမတို့ဖြည့်လို့ပြီးပါပြီဒါဆိုရင်ကျမတို့ကွန်ဆက်ရှင်ဖြည့်ပြီးတဲ့အတွက်ဖြစ်တဲ့အတွက်ဒီမှာဆိုရင်ကျမတို့ဒီ sonen တို့မှာကျမတို့ဖြည့်ခဲ့တဲ့ exit ဖိုင်ကိုတွဲပေးရပါမယ် ကျမတို့ဒီမှာဝင်သွားပြီဆိုရင် continue နှိပ်လို့မရပါဘူးကျမတို့ကတွဲထားတာဖြစ်တဲ့အတွက် save button ကိုနှိပ်ရပါမယ် save button နှိပ်ပြီးဆိုတော့ကျမတို့ဒီလိုပုံစံလေးပြန်ကြပေးတယ်ပေါ့နော်အဲဒါဆိုရင်ဒါ MJMA ဘက်ရောက်သွားလို့ရှင်ဒီလိုပုံစံလေးနဲ့ ါလာမှာပေါ့နော်အဲ့အတွက်ကိုကဘယ်နေရာမှာမှားတယ်ဆိုတာပြန်ကြည့်လို့ရပါတယ်ဒီဒီအစ်စ်မှာပြန်ကြည့်လို့ရပါတယ်ဒီအစ်စ်မှာမှားခဲ့လို့ရှိရင်အဲဒီမှာဆိုရင်ကျွန်မတမင်ဒီနားလေးကိုမှားအောင်လုပ်ခဲ့တာပေါ့နော်ဒီနားကမီတာဖြည့်ရမယ်ဒါကျွန်မကဒီ reject ကြရင်ဘယ်လိုပြန်တရမလဲဆိုတာပြကျွန်တော်အတွက်တမင်မှားအောင်လုပ်ခဲ့ပြီးတာပါဒီနားကမီတာပဲဖြည့်ရမှာပါအဲ့တော့ဒီမှာတကယ်လို့မှတိကျလို့မှားတာတိကျလို့ပြန်ပြင်မယ်ဆိုရင်ကျမတို့စောနှန်းတော့ ဒီဆေးခဲ့တဲ့အိတ်ဆဲဖိုင်ပေါ်မှာသွားပြီးတော့ပြင်လို့ရပါတယ်။ကိုစက်နဲ့ကိုမားတဲ့အစစ်မှာသွားပြင်လို့ရတယ်ပေါ့နော်။ဒီမှာမားခဲ့ရင်လည်းရှေးအစင်ကိုသွားပြင်လို့ရတယ်။ဒါပြီးရင်တော့ကျမတို့ကွင်တင်းညို့နှဲ့ရမှာပေါ့နော်။ ဒီအဆင့်ကတော့ကျမတို့ဒီအဆင့်၅ကိုရောက်ပြီပေါ့နော်အဆင့်၅ကဘာတွေတွဲပေးရမလဲဆိုတော့ကျမစောနေတော့ပြောတယ်ဒီ invite တွေ agreement တွေတွဲပေးရမယ်ပေါ့နော် invite တွေ agreement တွေတွဲရတဲ့အခါမှာလည်းကျမတို့ဒီမှာစာသားလေးတွေပါပါတယ်အဲဒီနေရာဆိုရင်ကျမတို့ agreement တွဲပေးရမယ်ပေါ့နော်ဒီနေရာဆိုရင်တော့ invite တွဲပေးရပါမယ်အဲသူ့နေရာနဲ့သူမတွဲဘဲနဲ့ invite မှာ invite နေရာမှာ agreement တွဲ agreement နေရာမှာ invite တွဲရင်လည်းကျမတို့ reject ကြတယ်ပေါ့နော်အဲနောက်တစ်ခုကဒီမှာကကျမတို့ A0 ဖိုင်လုံးဝတွဲလို့မရပါဘူးအဲပြီးအတက်နိုင်ဆုံး PDF ကြီးပဲပေါ့နော်အ PDF PDF ဖတ်တာကတော့ပိုအကောင်းပါတယ် PDF ဖတ်ပြီးကိုတွဲပေးရပါမယ် Excel လုံးဝတွဲခွင့်မရပါဘူးပေါ့နော် Excel တွဲတာနဲ့အဲဒီဘက်က MGMA စလိုက်လို့ရှိရင် reject ကြတယ်ပေါ့နော်အဲ့တွဲလုံးဝ Excel မတွဲပါနဲ့ PDF ဖိုင်မှာတွဲပေးပါပေါ့နော်ပြီးလို့ရှိရင်သူ့နေရာနဲ့သူလည်းတွဲပေးပါဒါကျွန်မကတော့ဒီ Excel ပြမှာမလို့ပေါ့နော်ဒီရှိတဲ့ဖိုင်ကိုပဲကျွန်မတွဲ Excel တွဲပေးလိုက်ပါမယ်ဒီစက်ရုပ်အနေဖြင့်ကတော့ဒီမိမိ ီဖောက်ထားတဲ့ invoice agreement ကိုပဲတွဲပေးရမှာပေါ့နော် ီအစ်စ်မှာကျမတို့တွဲပြီးသွားပြီဆိုရင်ဒီစိတ်နှိမ့်လိုက်လို့ကျမတို့ error တက်ခင်တော့ဒါကတော့ online error ပေါ့เนาะအသင်းဝဆက်တယ်လို့ရပါတယ်ဒါက online error ဖြစ်တာပါဒီကို ဒီပထမဒီစစ်မှာပေါ့နော် conversion ratio မှာကျမစောနေတော့ပြောခဲ့တယ် error တက်တယ် error တက်တယ်ပြောခဲ့တယ်ဆိုရင်ကျမတို့ဒီတွဲတဲ့အချိန်မှာ error အမျိုးမျိုး run နေကြတယ်ပေါ့နော် land နေကြတဲ့အခါမှာ error တက်လို့ရှင်တော့ဒီဟာကတော့ user error ဖြစ်ပါတယ်69ရာခိုင်နှုန်းကတော့ online error မဖြစ်နိုင်ပါဘူးအဲ့ဒီတွဲကိုလည်းကျမပြောတဲ့ formula လေးဝင်မိတာလို့ speed တွေချမိတာဆိုရင်ဒီအစစ်မှာ error တက်တက်ပါတယ်ဒီခုအစစ်ငါးမှာဒီ import agreement တွဲတဲ့အချိန်မှာ error တက်ကင်တော့အများဆုံးက online error ဖြစ်တတ်တယ်ပေါ့နော်ဒါကတော့ဖြစ်ဖြစ်လိဖြစ်တဲ့ရှိတာကိုကျွန်မပြောပြပေးတာပါဒီကျမကိုဆိုရင် agreement invite သူ့နာနဲ့သူတွဲပြီးသွားရဆိုရင်ကျမစစ်ပတံကိုနှိပ်လိုက်ပါမယ် ဒါကတော့ကျမတို့ဒီနောက်ဆုံးအဆင့်ပေါ့နော် payment အဆင့်ဖြစ်ပါတယ်ဒါကနောက်ဆုံးအဆင့်ငွေဖြတ်တဲ့အဆင့်ပေါ့နော်အငွေမှာဆိုရင်ကျမတို့က normal နဲ့ expert နှစ်ခုရှိပါတယ် normal ကတော့တစ်တောင်းမှာ expert ကတော့၅တောင်းမှာပေါ့နော်ဒါကတော့ကျမတို့ testing လို့200နဲ့ပြထားတာပေါ့နော်ပုံမှန်ဆိုရင်တော့တစ်တောင်းမှာအဲ့မှာကျမတို့ဒီ MPU ကနံပါတ်တွေထည့်ပေးရမယ်အဲပြီးလို့ရှိရင်ဒီ submit payment တွေနှိပ်ပေးရမယ်ပေါ့နော်ကျမတို့ဒီက testing လို့နှိပ်မပြပါဘူးလွဲပါတယ်ပေါ့နော်ဒါဆက်ရုံနေအနေနဲ့အဲလောက်တယ်မယ်လို့ကျမထင်ပါတယ်အဲပြီးလို့ရှိရင်ကျမ info information ပေးချင်တာကကျမတို့ဒီ MGME မှာတွင်းကုန် license အဲထောက်ခံချက်ရှောက်မယ်ဆိုရင်ပေါ့နော်ဒီ MPU e-commerce ဖောက်ထားတဲ့ဘယ်ဘန်နဲ့မဆိုရင်အဲတုံးလို့ရပါတယ်အဲမျိုးစားခွဲမထားပါဘူးကမ်ဘောဇား CB AR ဒီကြိုက်တဲ့ဘန်ကြိုက်တဲ့ဘန်နဲ့တုံးလို့ရပါတယ် MPU e-commerce တော့ဖောက်ထားရမယ်ပေါ့နော် အဲဒါဆိုတော့ကျမတို့ဒီငွေဖြတ်ပြီးပေါ့နော်ငွေဖြတ်ပြီးပြီဆိုရင်ကျမတို့ဒီ application နဲ့သွားမယ် application နဲ့သွားပြီးလို့ရှိရင်ကျမတို့ဒီ all application မှာလည်းရှိတယ်ကျမတို့ကိုစုံနေတော့တင်ထားရတဲ့ file ရပေါ့နော်အဲဒီ pattern နဲ့မှာလည်းရှိရပေါ့နော်အဲဒါကတော့ကျမကတော့ testing လို့ပေါ့နော်ဒီ ID လေးကနည်းနည်းပဲရှိရပေါ့နော်ဒီစက်ရုံအနေနဲ့ပြင်ဆိုတော့ဒီတင်ထားလေးကအများကြီးဖြစ်နိုင်တယ်ပေါ့နော်အဲ့တွေဒီကျမတို့ ID number ကလေးတော့မှတ်ထားပေးဖို့လိုတယ်ပေါ့နော် ID number ကလေးကိုမှတ်ထားပေးရမယ်အဲ့ဒါမှတစ်ခုခုဆိုရင် ID number ပြောမှရတာပေါ့နော်အဲ့ဆိုကျမတို့က ဒီမှာပန်နေထဲမှာရှိမယ်ပန်နေထဲမှာရှိမယ်ဆိုရင်ကျွန်တော်တို့အဲဒီပန်နေထဲမှာရှိမယ်ပန်နေထဲမှာရှိပြီးလို့ရှိရင်အဲဒီ MGMA ဘက်ကိုဒါဆိုရင်ရောက်သွားပြီပေါ့နော်အဲဆိုရင်ဒီ MGMA ဘက်ရောက်သွားတဲ့အချိန်မှာဒီဆက်ရုပ်အနေဖြင့်ဝင်ကြည့်တာ၄အဲပြီးလို့ရှိရင်ဝင်ပြင်တာလည်းလုပ်လို့မရတော့ဘူးပေါ့နော်ဝင်ပြင်တာလည်းလုပ်လို့မရတော့ဘူးတခုခုဒီ ဒီ line စင်မှာကျမတို့ဒီထောက်ချက်မှာမှားသွားခဲ့တာသိတယ်ဆိုရင်တော့ကျမတို့ကိုဒီ MGME hotline ဖုန်းနံပါတ်39443399441ကိုဆက်သွယ်ပြီးတော့ ID နံပါတ်1133ဟို reject ချပေးပါဘာလို့ဒါကျမ example အနေနဲ့ ID ကိုပြောတာပေါ့နော်စက်ရုံနေအဖြစ်တကယ်မိမိတကယ်သွင်းမဲ့အဲဒီ ID နံပါတ်ပေါ့နော် ID နံပါတ်ကိုပြောပြပေးရမယ်ခုနကကျမပြောတယ်39443399441ကိုဟိုဆက် က်ရုံးချိန်အသက်ဆက်သွယ်ပြီးတော့ ID number ပြောပြီးတော့ reject ချပေးပါလို့ပြောပေးပါအဲ့အဲ့ဒါမှဒါဆက်ယုံနေနဲ့ပေါ့နော်ဒီ reject အဲချလို့ရှင်ပြင်လို့ရမှာပါအခုအချိန်မှာမှားသွားလို့ရှင် MJB ဘက်ရောက်သွားလို့ရှင်ပြန်ပြင်လို့မရပါဘူးအဲတက်ဆက်ထဲမှာပဲပေါ့နော်ကျွန်မဒီ MJB ဘက်ကနေပြီးတော့ reject ချရင်အဲဘလို့ပြဆက်ယုံနေအနေဖြင့်ဘလို့ပြန်ပြင်ရမယ်လဲဆိုတာကိုကျွန်မဒီမှာပြောပြပေးသွားမှာပါ ဒါကတော့ MJME ဘက်ကိုရောက်သွားတာပေါ့နော် MJME ဘက်ကတော့ကျမတို့ဒီ MJME စစ်ပုံစနီကိုပဲအဲကျမတို့ပြောပြပေးသွားမှာပေါ့နော်ဒါပေမဲ့ဆက်ယုံနေအနေဖြင့်အဲဒါကို live လုပ်ဆရာမလိုပါဘူးပေါ့နော် ါကတော့ဆက်ရုံနေတွဲပေးလိုက်တဲ့ invoice agreement ပေါ့နော်ခုနကကျွန်မပြောလိုက်တဲ့ invoice နေရာမှာ invoice agreement နေမှာ agreement ပေါ့နော်ဒါကတော့ဆက်ရုံနေတွဲပေးလိုက်တဲ့ invoice agreement နေရာပါတရားကတော့ဒီစက်ယုံနေဒီ order information မှာရှိရှိရှိတဲ့အစမှာပေါ့เนาะအဲ့မှာဆိုရင်ဒီမှာအချက်လက်တွေပါဒီကအချက်လက်တွေဖြည့်ထားတဲ့ဥစ္စာပါ ဒါကတော့ဒီဆက်ယုံချုပ်မဲ့ပေါ့နော် export item တွေပါဒါမှဒီဆက်ယုံနေဖြင့်ဒီကျမတို့ MJME မှာအာ reject ချလို့ရှင်ပေါ့နော်ကျမတို့ကအစ်စ်နစ်စ်မှာ government အရေးတွေရှိတယ်ပေါ့နော်ဒီ sheet order information အမှာမှားခဲ့လို့ရှိရင်ဒီအစ်စ်နေမှာအာမှာကျမတို့ဒီ equipment ရေးတယ်ပေါ့နော်ဒါဆိုကျမ equipment အစံရေးပြပေးပါမယ် ဒါကတော့စက်ရုံလေးဒီအတွင်းမဲ့ပေါ့နော်ဒါကုံချမ်းအမျိုးအစားလေးဖြစ်ပါတယ် ဒီစက်ရုံတွေတွေ့ပေးလိုက်တယ်ဒါ quintessential risk ပုံစံပေါ့နော်ဒီမှာဆိုရင်ကျွန်မကအသမင်အမှားလေးကိုပြချင်တဲ့အတွက် MGM က reject ချလို့ရှင်စက်ရုံတွေအနေနဲ့ဘယ်လိုပြန်ပြင်ရမလဲဆိုတာအတိအောင်လို့မလို့ကျွန်မကဒီသမင်ပေါ့နော်အမှားလေးကိုလုတ်ပြပေးထားတာပါအဒီမှာဆိုရင်ကျွန်မဒီပထမအဆက်မှာဒီ expo item မှာလည်းကျွန်မတို့ခွင့်မဲ့ရေးနိုင်တယ်လို့ဒီအဆက်မှာလည်း quintessential risk အဆက်မှာလည်းကျွန်မတို့ခွင့်မဲ့ရေးပါတယ်အဒမင်ခွင့်မဲ့အောက်မှာရှိပါတယ်ဒီများသောအားဖြင့် MGM step တွေကတော့ ဒီ admin ကွင်းမဲ့အောက်မှာပဲရေးလေရေးထားရှိတယ်ပေါ့နော်အခုဆိုရင်ကျွန်မတရားကိုကွင်းမဲ့ရေးပေးပါမယ်ဒီဖိုင်ဆိုရင်တော့ပေါ့နော်ဒီမှာ consensus unit မှားနေတာဖြစ်တဲ့အတွက် MGMA step back ကနေပြီးတော့ကျမတို့ reject ချမှာဖြစ်ပါတယ်